အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ညမှာတော့ဒါကျွန်တော်အေးဗောဒီနေ့ညပဲပြောမှာမနေ့ပြန်မနေ့အစောပိုင်းမှာတော့ဒါကျွန်တော်တို့ကာရာဘောပွဲစဉ်နေရှိပါတယ်ထို့ဝန်တိုင်းတို့နိုင်ငံရဲ့ဒါကျွန်တော်တို့ ဒါ daylight saving စဝင်သွားပြီဖြစ်တဲ့ကြောင့်တို့နိုင်ငံကျွန်တော်တို့တနားီတိုးတဲ့အစီအစဉ်စရကျွန်တော်တို့နိုင်ငံမှာတို့ပွဲစဉ်တွေကြောင့်တနားီတိုးသွားခဲ့ပြီဖြစ်ပါတယ်အဲ့လက်ရှိမှာတော့ကျွန်တော်တို့ခါတိုင်းတို့ခုနှစ်ပွဲစဉ်လုပ်တဲ့ဆိုရင်ရှစ်နာရီဖြစ်သွားခဲ့ပြီဖြစ်ပြီးတော့အခုလက်ရှိမှာဆိုတော့ကျွန်တော်တို့ပါပြားတုပ်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ daylight saving ရတာကျွန်တော်တို့တိုင်ပတ်သွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒါကျွန်တော်ခါတိုင်းဒီပွဲတွေတနားီ55ဖြစ်ရမယ်ပွဲစဉ်ကနေပြီးတော့တနားီ55ဖြစ်ရမယ်ပွဲစဉ်ကနေအခုလက်ရှိမှာတနားီ55ဒီဖြစ်လို့ဖြစ်အဲ့ daylight saving ပြန်လာဖြစ်ကြောင့်ဘောလုံးပြိုင်တဲ့အကုန်လုံး A ပြန်ပြီးတော့အစပြတ်ပြီးလို့ပြောလို့ရတယ်ကျွန်တော်ရရှင်းပါတယ်တရေအိမ်မှာကျွန်တော်ပြန်ပြီး တော့ကြည်တော့မယ်အရင်တော့ကလို့မငယ်ရွယ်တဲ့အတွက်ကြောင့်မမနဲ့မနဲ့ကြိုင်တဲ့အလုပ်ကရထိုးတော့လောက်ရသေးတဲ့အတွက်ကြောင့်ဒါမျိုးတွေကကိုကိုပဲခံရတာဗောနော်တကယ်တော့အဓိကကိုပဲခံရတဲ့အတွက်ကြောင့်မို့ဒါသိကြရမယ်ဒါအခြေအနေမကောင်းဘူးအဲ့တော့ထားပါလက်ရှိမှာတော့ကျွန်တော်ဒီကိုကာရာဘောက်ပွဲစဉ်ကိုတော့ကျွန်တော်တပွဲချင်းစီကျွန်တော်မလုပ်တော့ဘူးဒါကြောင့်လက်ရှိမှာ ဒီလိုအသင်းတွေရတဲ့အသင်းငယ်တွေတွေ့ရတဲ့ကြောင့်မလက်ရှိမှာဒါကျွန်တော်တို့နှစ်သင်းကိုဒါကျွန်တော်တပွဲပုံစံမျိုးပြောသွားမယ်နှစ်သားကျွန်တော်တို့ပြီးတော့သုံးသင်းကိုတပွဲပုံစံမျိုးပြောသွားမယ်အာစနယ်နဲ့လီဗာပူးကိုတစ်ချမ်းခွဲပြီးတော့ဒါကျွန်တော်စီတီဒါချယ်ဆီဒါတော်တန်ဟော့စပတ်သင်းကိုတစ်ချမ်းခွဲပြီးကျွန်တော်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာပထမဆုံးပြောသွားမယ့်ပွဲစဉ်ကတော့ကျွန်တော်အာစနယ်ပွဲစဉ်ပါအဲ့ဒီပွဲစဉ်ကလက်ရှိမှာဒါကြောင့်မြန်မာစံတော်ချိန်နှစ်နာရီ15မိနစ်မှာကန်သွားမယ့်ပွဲစဉ်လို့ပြောလို့ရတယ်အဖူမော့ကမိုက်တဲ့ဟာအပ်ဒိတ်ကသူတို့ရဲ့ last game ကိုတော့ကျွန်တော်အပေါ်ကနေတိတိလေးလုတ်ပေးထားတယ်ပေါ့နော်အဲ့တော့ အာစတိုသင်းတဲ့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဒါဘယ်လောက်ထိ risk ယူမလဲဆိုတဲ့ပုံမှာ motivity ပွဲစဉ်ကိုကျွန်တော်တွေးရမယ်လို့မြင်တယ်။ဘာကြောင့်လဲအာစတိုသင်းတဲ့ဒီနေ့ပွဲစဉ်မှာလူငယ်တွေကိုနေရာပေးမလား Brighton လိုသင်းမှုနဲ့တွေ့တဲ့ကြောင့်မို့ဒါကျွန်တော်လူကြီးတွေကိုပဲပေးပြီး Arteta အနေနဲ့ Carabao စုဖလားကိုပါ Dimas ယူသွားဖို့အတွက်သူ့အနေနဲ့ကြိုးသွားမှာအဲ့တော့ပြဿနာကြည့်မယ်ဆိုအာစတိုသင်းကဒီပွဲကပွဲနည်းနည်းလေးကျက်တယ်ဆိုပေမဲ့လာမယ့် Premier League ပွဲစဉ်ကနည်းနည်းလေးချောင်းတယ်။ဘန်လေးလိုသင်းမျိုးနဲ့ဒါတွေ့ရမှာဖြစ်တဲ့ကြောင့်အာစတိုသင်းနဲ့တကယ်တမ်းပြန်စစ်ဆေးကြည့်မယ်ဆိုရင်အဲ့လောက်ဒီပွဲကျက်တဲ့အနေထားမှာတော့မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါတစ်ဖက်က Brighton သင်းကလက်ရှိ မှာတီးကြရတဲ့အချိန်မှာဒါကျွန်တော် Manchester United အသင်းကို3-2နဲ့ဒါကပ်ပြီးရှုံးနေရတယ်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာ4-2ဆိုတဲ့ရလဒ်ကိုပေးလိုက်ရတယ် Brighton အသင်းကအသင်းကြီးနဲ့တွေ့ရဆိုတော့အကောင်းဆုံးဒုက္ခပေးနိုင်စွမ်းရှိတယ်အသင်းသင်းနဲ့ဒီနေ့မှာတွေ့ရမယ် Tottenham Hotspur အသင်းကိုတရေကြအောင်ကန်ခဲ့ပြီးလက်ရှိမှာဒါကျွန်တော်တို့ Manchester City ကိုအနိုင်ဒါပြီးရင်ကျွန်တော်တို့ဒါ Chelsea ကိုနိုင်အခုလက်ရှိမှာဒါ Arsenal သင်းတဲ့တူ Premier League မှာတော့မတွေ့ရသေးပေမဲ့အခုလက်ရှိမှာပြန်ပြီးတော့ဒါကျွန်တော်တို့ဒီနှစ် Premier League မှာမတွေ့ရသေးပေမဲ့ဒီနှစ်မှာဒါကျွန်တော်ဘယ်လိုပုံစံမျိုးတွေတွေ့ရသွားမလဲအဲ့တော့ ျွန်တော်ကဒီနေ့ personal အမြင်ရဆိုအာဆုံသိနေကာရာဘောက်ကိုတိတ်ပြီးတော့ဂယူးမဆိုင်တင်ဘူးလို့ကျွန်တော်နေနေမြင်တယ် triple you မယ်ဆိုရင်တော့မှ maybe fa ဘလာကပို့ပြီးတော့တနာမယ်လို့ကျွန်တော်နေနေပို့ဆိုကိုရံမြင်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအာဆုံသိနေအရန်နေနဲ့ပဲအဓိကပွဲထုတ်တဲ့နဲ့ပွဲစဉ်တပွဲလို့ပြောပြီးတော့လူငယ်တွေကိုနေရာပေးတဲ့နဲ့ပွဲစဉ်တပွဲလို့ကျွန်တော်ရဲ့ပို့ကိုရံမှာကျွန်တော်ကတော့မြင်ပြီးတယ်ဥမာဘလို့ပုံစံမျိုးလဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်က cancel byte တစ်ခုလုံးကိုတကယ်ကိုအနာပေးစေခြင်းတဲ့သဘောမှရှိတယ်ဆာလီဘာနေရှိပွဲမှာဒါကျွန်တော် minor injury ဖြစ်ထားကြတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ကအပြေအဝနားစေခြင်းနဲ့ maybe ဒီနေ့ပွဲစဉ်မှာ moscara နဲ့ hinkapi ကိုဒါတွဲပြီးတော့ ုံးလို့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားမလားကျွန်တော်အနေနဲ့ကြည့်ချင်တယ်ပြီးတော့ဒါကြောင့်ဖူဘတ်မှာလည်းလုံးဝအလုံးစုံလဲလိုက်တဲ့ပုံစံမျိုးလူးဝစ်ကယ်လီနဲ့ဒါကျွန်တော်ဘန်ဝိုက်လိုပုံစံမျိုးသုံးစေချင်ပြီးတော့ဒီလိုပွဲစဉ်မျိုးကိုတော့ဂိုးသမားနေရာမှာကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကတဦးတယောက်တည်းအမြင်ရကီပါကိုကျွန်တော်က100%သုံးစေချင်တဲ့သဘောမှာရှိတယ်ကွင်းလယ်ဘက်မှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့နည်းနည်းလေး experience ရှိပြီးသားဖြစ်တဲ့ Christian Nokel လူကစားသမားမျိုးကိုဒီနေ့ပွဲစဉ်မှာကျွန်တော်ကသုံးစေချင်တယ်ဒီနေ့ပွဲစဉ်မှာလူကြီးအသင်းနဲ့ကစားသမားတယောက်ဖြစ်တဲ့ Easy နဲ့ Rice နဲ့ကိုနည်းနည်းလေးသုံးဝင်သုံးဒါမှမဟုတ်ဒါ Zubimen နဲ့ Rice Easy နဲ့ကိုသုံးဝင်သုံးဒါမှမဟုတ်ဒီနေ့ပွဲစဉ်မှာဒါ Ethan Wanwei ကိုတိုက်ဆက်ပိုင်းထောင်ထားပြီးတော့ဒါကျွန်တော်တို့ကွင်းလယ်ဘက်မှာ rice cupina ပြီးတော့ဒါကျွန်တော်ဒီနေရာမှာကွင်းလယ်ပိုင်းမှာတခုခုလှုပ်လို့ရတယ်ဆိုတော့ဆူမန်ဒီတာခရစ်ယာန်နော့ကက်တာအီဇီဆိုတဲ့ပုံစံမျိုးနဲ့သွားရဆိုလဲရတဲ့အနေထားမှာတော့ရှိတယ်တောင်မမားလက်ရှိမှာဒီနေ့ပေါ်စမှာဒါကျွန်တော်မာတီနယ်လီကိုဒါ confident ပြေဖို့အတွက်ဒါပွဲပြန်ထွက်ပေးတဲ့နေ့ပွဲစဉ်ယူကရက်စကဒီနေ့ပေါ်စမှာကျွန်တော်တို့ပွဲသုံးစီချင်းတဲ့မှာပါတယ် right wing မှာလက်ရှိမှာဒီနေ့ပေါ်စမှာတိတ်ပြီးမြန်မာဆဆရွေးချယ်စရာမရှိတော့ကြောင်းမို့စာကာပဲပွဲပြန်ထွက်လောက်မယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့တပတ်ကဒါ brighton ကတော့ရှင်းပါတယ်သူတို့နေဒါဟာသူတို့ရဲ့ဖလားရနိုင်တဲ့ဖလားတွေတခုဖြစ်တဲ့ကြောင်းမို့သူတို့ကတော့အစွမ်းကုန်ယုံသွားနိုင်တဲ့အနေထားတခုရှိတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာ ကျွန်တော်ကတော့100%မြင်မိတဲ့အနေအထားမှာရှိတယ်အဲ့တော့ pressure thing ကဒီနေ့ပွဲစဉ်မှာဒါ united နဲ့ပွဲစဉ်မှာသူနေတော်တော်လေးကိုတိုင်ပတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာသူတို့ဆွတ်ဆက်ပြီးယုံသွားမယ်ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော်တို့ brighton အသင်းဘက်ကပြန်ကြည့်မယ်ဆိုသူတို့မှာလည်းဒဏ်ရာကစားသမားတွေတော်တော်လေးကိုဆက်လက်ပြီးများပြားနေခဲ့ပြီးတော့သူတို့ရဲ့ tight side ဘက်မှာလည်းအခုချိန်ထိ mido မလို့ကစားသမားမျိုးပြန်မပါဝင်လာနိုင်တာကဒီနေ့ပွဲစဉ်အတွက်တော်တော်လေးကိုထိတိုက်နဲ့နာမှုကြီးရလို့မြင်တယ်အခုလက်ရှိမှာဒါဖတ်ရတဲ့သတင်းတွေက martinelli နဲ့ wizard ဆာလီဘာကိုဒါနီးပြနေအရေးစွန်ပြီးတုံးမလားကိုမေးရမယ်တဲ့မှာပါတယ် owning ကဆက်လက်ပြီးလွှဲချော်မယ် gabriel jesus လွှဲချော်မယ်ဟာ harvest လွဲချော်မယ်ဒါကျွန်တော်တို့မာဒူဂီလွဲချော်မယ်အော်ခုနမေ့သွားတာကွင်းလယ်ပိုင်းမှာကျွန်တော်တကယ်ဆရာကြီးရှိတာမေ့နေတာပဲ maybe ဒီနေ့ပေါ်စမှာဆို Christian Noga Merino Easy ဆိုတဲ့ကွင်းလယ်အတွဲကိုတုံးလို့လည်းရတာပဲဒါ Merino နဲ့ဒီနေ့ပေါ်စမှာသူ့ရဲ့စာ Santa Mifia display ကိုကောင်းကောင်းကြီးလုပ်ပြလို့ရတဲ့အနေအထားမှာရှိတယ်လို့လည်း ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးရဲ့မှာကျွန်တော်တို့မြင်မိတယ်အပြောချင်တာဒီနေ့ပွဲစမှာဒါကျွန်တော်တို့ဒါပုံမှန်လေးလေးပြောမယ်ဆိုရင်တော့ Brighton အသင်းနေနဲ့ဒါ CR Arsenal အသင်းကိုဒါလူဆုံးထုတ်ပြီးကံမဲ့အချိန်မှာ Arsenal အသင်းကဒီနေ့ပွဲစမှာ test in the water လို့တင်တယ်ပြီးတော့ဒီနေ့ပွဲစမှာဒါအကိအာတီနာနဲ့လှုပ်ရဲရင်ပေါ့တော့ကျွန်တော်ပါစမှာလှုပ်ရဲရင်လှုပ်ချပလိုက်လို့ရတာ Ethan Wanner ရော Mess Downman ကိုဒီနေ့ပွဲစမှာ first line up လေးကျွန်တော်တို့ထည့်စီခြင်းနဲ့ပွဲတပွဲလို့ကျွန်တော်တို့ပုဂ္ဂိုလ်ကြီးရပြောချင်တယ်ပြောချင်တာကရှင်းပါတယ် Arsenal အသင်းနဲ့ဒီနေ့ပွဲစမှာ test in the water လို့တင်တယ်လူငယ်တွေကိုတကယ်ကိုအကြီးကျယ်နေရာပေးတဲ့ပွဲစဉ်တပွဲလို့ကျွန်တော်တို့မြင်မိတယ်ဒီနေ့ပွဲစဉ်ဒါခုနပေါ် Brighton လို့အသင်းမြို့ကတော့ကျွန်တော်တို့ကရာဘောမှာဒါကျွန်တော်မန်နေမအာဆနယ်သင်းကအရှုံးတော်ခံနေမှာမဟုတ်တော့မှာလက်ရှိမှာဒါကျွန်တော်တို့တရားစီလုံးမှာဒါကျွန်တော်တို့၃ခုပဲပြီးထားတဲ့အသင်းတစ်သင်းနဲ့ Brighton လို့အသင်းမြို့ကတော့သူနည်းနည်းပဲနေမှာ Emery မှာရှုံးညုံမို့ဘဒူးမလည်းကိုကြည့်တဲ့အသင်းကိုလည်းမရှုံးစေချင်ဒါ100%ပဲတို့ပေမဲ့တော့ညာဒီနေ့ပွဲစမှာဒါအကဲအာဆယ်နဲ့ကာရာဘောက်ဆောစီထွက်တော့လည်းဘဒူးမနှမျောမှာတော့မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပုတ်ကိုရေးရရမြင်မိရတဲ့မှာပါပါတယ်ထားပါလက်ရှိမှာအာဆယ်နဲ့ဒီနေ့ပွဲစမှာဘလို approach လုပ်လာမယ်ဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါပါတယ်အဲဒီနေ့ပွဲစမှာဒါ Brighton အသင်းကောဘာဒီဘလို့လုတ်ပြမလဲဒါတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်လို့ပြောရင်းနဲ့ပဲနောက်တဲ့ပွဲတစ်ပွဲအကြောင်းပြောအဲနောက်တဲ့ပွဲကတော့ကျွန်တော်လက်ရှိမှာ Liverpool နဲ့ Crystal Palace Liverpool ရဲ့ဒါကျွန်တော်တို့တောက်လျှောက်9ပွဲ ဒီကိုရပြီးရတန်းခဲ့တဲ့အသင်းက Crystal Palace ပေါ့နော် Palace အသင်းနဲ့သူတို့အနေနဲ့ဒါကြောင့်မမဲ့ရဒါသူတို့အဲသူတို့ရဲ့အိမ်ဝင်မှာဟုတ်တယ်ထင်တယ် ပဲလစ်ရဲ့အိမ်ဝဲမှာဒါကျွန်တော်လစ်ဗာပူးတင်းကို2-1ဆိုတဲ့ရာသီနဲ့ရတန်ပြခဲ့ပြီးတော့ဒီနှစ်မှာတော့ပဲလစ်ကဒါကျွန်တော်ဒါလစ်ဗာပူးကိုဒုက္ခအပေးနိုင်ဆုံးအသေးသေးနဲ့ဆက်လက်ပြီးရည်တည်နေဖြစ်တယ်။လက်ရှိမှာ community တိုင်းမှာလည်းပဲလစ်ကလစ်ဗာပူးကိုအနိုင်ရပြီးတော့ဒါသူတို့ရဲ့ supply နောက်တစ်ခုကိုယူခဲ့ပြီးတော့လက်ရှိမှာလစ်ဗာပူးရဲ့ဒေါက်ရှောင်းနိုင်ပွဲတွေကိုလည်းပဲလစ်ကရတန်ပြပွဲပြီးတော့လစ်ဗာပူးတင်းနဲ့အခုလက်ရှိမှာဒီနေ့ပြောချင်တာပြပေါ့နော်။သူတို့နဲ့စားခဲ့တဲ့ဇာတ်လမ်းကိုသူတို့ဒီနေ့ပွဲစဉ်မှာလစ်ဗာပူးပြန်အဆုံးသတ်တင်ပြီလို့မြင်တယ်။လစ်ဗာပူးတင်းနဲ့ crystal palace ကိုနိုင်ပြီးတော့ momentum ပြန်ဆက်ဖို့အတွက်အကောင်းဆုံးနေထားမှရှိတယ်လို့မြင်တယ်။လစ်ဗာပူးတင်းကတော့သိကြတယ်မှာ Brentford အသင်းကို away goal မှာ3-2ဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပြီးနောက်ပိုင်းမှာ Arne Slot ကတကယ်ကိုဝေဖန်တန်နေတညံ့ညံ့ဖြစ်နေခဲ့တဲ့အနေအထားရှိတယ်။ဒီနေ့ပွဲစဉ်ဒါကျွန်တော်လက်ရှိမှာ Liverpool ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာ Liverpool အသင်းကလုံးဝကို risk ယူရမယ့်ပွဲစဉ်တစ်ပွဲလို့မြင်သွားပြီ။ဘာကြောင့်လဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Arsenal ကဒါလုံးဝကိုဒါ knee knee sorry knee ပြအနေနဲ့ဒါနည်းနည်းလေးပြပြပြောင်းနေမှုတွေစတင်ပြီးလုပ်တင်ပြီ။ Cancel by အတွဲကလွဲနေတော့ကျွန်တော် Arsenal အပြင်မှာဆိုရင် left back မှာဒီနေ့ပွဲမှာ Robertson ကိုထုတ်သုံးတင်တဲ့ပွဲစဉ် right back နေရာမှာဒါ corner Bradley ကလွဲနေတော့တိတ်ပြီးရွေးချယ်ချင်မှာကျွန်တော်လည်းဘာမှမသိပြီးပြောစရာမလိုဘူး။ကို ွင့်လယ်ပိုင်းမှာဒီနေ့ပေါ်မှာကာတစ်ဂျုံကအနေငယ်နော့ဖြစ်ထားကြောင်းဒီနေ့ပေါ်မှာပါကြောင်းပါဒီနေ့ပေါ်မှာဒါကျွန်တော်အရင်တော့ကပုံစံမျိုးဆက်ဆက်ဒါကျွန်တော်တို့သွားတင်တယ်လို့မြင်နေ grammar grammar ပဲပြန်ကောင်းအောင်မိလား grammar ဘက်ကဒါလက်ရှိမှာဒါ injury doubt four ပေါ့အဲ့တော့မပြောသေးဘူးအဲ့တော့ ဒီနေ့ပုံစံမှာကျွန်တော်တို့ Macalister ကိုသုံးကြည့်ခြင်းနဲ့ Macalister ဒါ Sobu Slide Risk ပုံစံမျိုးပေါ့ All out attacking ချကြည့်ပေါ့ဗျာကျွန်တော်တို့ဒါပေမဲ့ဒီနေ့ပုံစံမှာကျွန်တော်ဘဒုကိုပို့ပြီးသုံးစေခြင်းလဲဆိုတော့ left wing နေရာမှာကျွန်တော် Kiesa ကိုသုံးစေခြင်းပြီ Kiesa ကိုဒီနေ့ပုံစံမှာဒါ maybe ဒီနေ့ပုံစံမှာဒါ Sala ကိုခဏလေးအောက်ပြီးတော့ဒါကျွန်တော် Kiesa ကိုအဓိကပွဲထုတ်တင့်တဲ့ပွဲစဉ်တစ်ပွဲလို့များကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်လုံမယ်လို့မထင်ဘူး Kiesa နဲ့လက်ရှိမှာဒါကျွန်တော်တို့ Carabao ပွဲစဉ်မှာရှေ့ပွဲမှာလည်းဒါအကောင်းဆုံးခြေစွမ်းပြခဲ့လို့ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့သူ့ဒီနေရာရောက်ဖို့အတွက်ထိုက်တန်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အာနီဆိုအနေနဲ့ Kiesa ကိုမသုံးဘူးဆို တဲ့ခေါင်းမာခြင်းတွေကိုဒီနားမှာဒီပွဲမှာညက်တန့်သိပြီလို့မြင်တယ်။ဒီနေ့ပွဲစမှာကျွန်တော်အနေနဲ့ personally ရပြောမှာဆိုအီဆန်နဲ့အီဂီတီကိုတော့မှတွဲပြီးတော့ပွဲထုတ်သိပြီတော့ဒီနေ့ပွဲစမှာတစ်ဖက်အသင်းကိုဒုက္ခပေးဖို့အတွက်အကြီးအကျယ်ဆုံးလုပ်သိတဲ့ပွဲတွေပဲလို့မြင်တယ်။တစ်ဖက်ကတော့ရှေ့မှာဒါကျွန်တော်တို့လက်ရှိမှာ Crystal Palace အသင်း Oliver Glass ဒါကတော့ဖလားပွဲတွေဆိုရင်သူ့ရဲ့ခြေစွမ်းကတော်တော်လေးကိုအမြင့်ဆုံးအနေထားမှာရှိတတ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစမှာအဲ့ဒါကိုအဓိကစောင့်ကြည့်ရမယ်။ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ပူပူလောလောမှာ Arsenal အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေသွားခဲ့ပြီးမှအဲ့ဒီပွဲစမှာလည်း Crystal Palace အသင်းက Arsenal အသင်းကိုနင်းလားငါလားဟိဆိုတဲ့ ဲ့ချိန်ချောင်းမှုတွေကိုပြုလုပ်နိုင်ခဲ့ရတယ်မှာပါဒီနေ့ပေါ်တော့မှကျွန်တော်ကပိုပြီးစိုးရိမ်နေရှိတယ် tactically ရ ။ဘာကြောင့်လဲသူတို့ရဲ့ fullback တွေကအင်မတန်မှကောင်းတယ် Crystal Palace ကလက်ရှိမှာဒါကျွန်တော် Derrick Mitchell ပဲကြည့်ကြည့်ဒါကျွန်တော် New Norse ပဲအဓိက New Norse ပဲပဲ New Norse back ကို Liverpool အသင်းအင်မတန်မှထိန်းချုပ်ဝခတ်နိုင်တဲ့နေသားမှရှိတယ်။အကယ်၍ဒီနေ့ပုံစံမှာကျွန်တော် Robertson ကိုဘာလို့ထားစီခြင်းလဲဆိုတော့ဒီနေ့ပုံစံမှာ New Norse ကြောင့်မလို့ပဲ။ဒီနေ့ပုံစံမှာ Caracas သာထားလိုက်မယ်ဆို Caracas အလွန်ကျုံ overlap light ပုံနဲ့ New Norse ကြုံပုံနဲ့ဆိုရင်တော့အဲ့ဒီကျွန်တော်ဒါအဲ့ဒီ back chain ရဲ့လုံးဝဒါကျွန်တော်တော်တော်လေးကိုစိတ်ပျက်စရာ Liverpool အသင်းဘက်ကဖြစ်သွားနိုင်တဲ့နေရာမှာပါတယ်။ပို့ဆိုရင် Cody Gakpo ဒါအဲ့ဘက်မှာရှိမယ်ဆိုရင်ပူတော်ဆိုးသွားနိုင်မဲ့အနေဒါတစ်ခု များရှိလာနိုင်မလားလို့ကျွန်တော်ကတော့တွေးမိမြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့မြည်တော့မင်းဆိုစေကမူလက်ရှိမှာဒါကျွန်တော်တို့အဲလီဗာပူးအသစ်ဘက်ကပြန်ကြည့်ဒီနေ့ပွဲစဉ်ကခုနကပြောသူတို့ကိုဒါရက်တန်ထားတဲ့ပွဲစဉ်သူတို့ကပြန်ဆအသင့်တဲ့ပွဲစဉ်တွေပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်တစ်ဖက်ကဒါကျွန်တော်တို့ Crystal Palace ဘက်ကော Crystal Palace ဘက်ကရှင်နေ Oliver Glasner နေနဲ့တို့ကဒီနှစ်မှာဒါကျွန်တော်တို့ Europa League ထင်တယ်တို့ကအမှုတို့က Conference League ပြဒီနှစ်မှာတို့က Conference League ဒီနှစ်ဒါတို့ကံမယ်ဗောနော Conference League ကံတဲ့ကြောင့်တို့ Conference League ရနိုင်တယ်အဲ့တော့ဒီနှစ်မှာတို့ရနိုင်တဲ့ player တို့တိုက်ပါအဲ့တော့ Oliver Glasner ရဲ့ဒါ strategy ကရှင်နေတို့အနေနဲ့တို့ရနိုင်တဲ့ player တို့ယူပြီးတော့ Oliver Glasner အားသာချက်ကပါလဲဆိုတော့တို့တပွဲတို့ strategy တွေဆောင်းအောင်ကောင်းတယ်ဒီနှစ်ပွဲစဉ်မှာအဲ့တပွဲတို့ strategy တွေတစ်ချက်ကြည့်ရမယ်ပြီးတော့ဒီနှစ်ပွဲစဉ်မှာခုနကပြောလို့ပဲဒါ counter transition တွေမှာ Munoz တို့ဒါ Ismaili Sarr တို့ရဲ့ းလုံးနေတဲ့အတူဒါကျွန်တော်လီဗာပူးအကြီးအကျယ်သူတို့ဒုက္ခပေးမယ် ပြီးတော့ဒီနေ့ပွဲစဉ်မှာ Crystal Palace ရဲ့အဓိကလုံးဝဝတ်လုံးကဝါတန်ပဲတဖက်ရဲ့ကွင်းလေကအခုချိန်ကြီးအထိုင်မကျသေးဒါကျွန်တော်လုံးဝတိုင်ပတ်နေတဲ့အချိန်မှာဝါတန်ကြီးနဲ့သူတို့အနေနဲ့ဖြုတ်ခွဲမှုသူတို့ကြိုးစားမယ်လို့မြင်တယ်ဝါတန်နဲ့လက်ရှိမှာဒါ Florian Risch တို့ဒါကျွန်တော်တို့ Subo Slide တို့ဒီလိုပုံစံမျိုးတို့ဖြစ်သွားနိုင်တဲ့အနေထားမှာကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါကလုံးဝ breakthrough တစ်ခုဖြစ်တဲ့ပွဲစဉ်တစ်ခုလို့မြင်တယ်အာနီအနေနဲ့ဒီနေ့ပွဲစဉ်မှာခေါင်းမာဂျင်းတွေကိုရှော့ပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲစဉ်တစ်ပွဲကိုသူ့အနေနဲ့ approach လုပ်ရမယ်မလုပ်ဘူးဆိုအာနီအနေနဲ့ထပ်ပြီးတော့ပြောဆိုင်ရမှာဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်ဒီ ီရင်ဖလာမှာဒါပုံမှန်လည်းပြောလက်ရှိအခြေအနေကဒါပရီးမီယာလိဖလာရယူပြီးတော့အင်မတန်မှခက်ခဲနေတဲ့နေရာမှာရှိတဲ့ဖလာတွေကိုရှိတယ်လို့ရအောင်အာနီစလော့ယူတဲ့နေရာမှာရှိတယ်။ကာရာဘောလည်းရရင်ယူရမယ့်နေရာမှာရှိလို့ဒါကျွန်တော်ခရစ်စတယ်ပဲလစ်ကိုလည်း9တင်းနဲ့ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့မြင်နေ။ဒါပေမဲ့ပြောရတာတော့ခက်တယ်ခရစ်စတယ်ပဲလစ်ကလက်ရှိ on paper နဲ့ on form မှာ Liverpool တင်းနဲ့တော်တော်လေးကိုပိုကောင်းနေတယ်တော့တွေ့ရမယ်။ အဲ့တော့လေဘဘူးတင်းကလည်းရှိမှဒါနဲ့ပတ်သက်ပြီးတော့တခုခုတော့လှုပ်သင့်ပြီဒီနေ့ကတော့သူတို့ကိုစပြီးဒုက္ခပေးတဲ့အသင်းကိုဒီနေ့ပွဲစမှာသူတို့ပြန်ပြီးတော့တခုခုလှုပ်ပြီးတော့အဲ့ဒီဥစ္စာနဲ့ပြန်ပြီးရှေ့ဆက်တင်တယ်လို့ကျွန်တော်ကတော့ပုံကိုကြီးရမြင်ပြီးရတယ်မှာပါပါတယ်ဒါလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 ကြီးတို့မှအကျဉ်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုတူပါဗျကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ A62 ကြတော့ပေါ့အားလုံးမကြိုတူပါမြန်မာပြည်ကလစ်ပေးကြပါအောင်ဗျ များများကလစ်မှာမြန်မြန်နေဖြစ်ပါတယ်ကျွန်တော်တို့နောက်မှတွေ့ကြတော့အားလုံးပဲကြွဒီမှာကောင်းမွန်တော့နေနေဖြစ်ပါစုံမောင်းတောင်းပေးနေပဲဒီပါဗျာ